တို့တို့ချင်းမှာဘာဖြစ်လဲဆိုတော့လွတ်တော်ကူစလီနဲ့ CNF နဲ့ coordinating initiating rules ယူပြီးတော့မှတော်လှန်ရေးအစုစုစည်းတယ်လက်ခံကြတယ်ဒါပေမဲ့စုစည်းတဲ့ချိန်မှာ rule တအားယူလာတဲ့ခါကျလက်မခံတော့ဘူးအခုချိန်မှာ federal unit တိုင်းမှာ coordinating rule နဲ့ initiating rules ယူဖို့အတွက်လွတ်တော်ကူစလီတွေကိုဘယ်အဖွဲ့ရှိကမှထားကန်ကိုတည်းသူရှိမှာဒါပေမဲ့ rule ကို overmission နဲ့အရင်ကြီး rule မရှိဘူး ငါဖွင့်လိုက်လို့လွှတ်တော်ကိုလည်းငါခိုင်းမယ်။အိုးချိုးကြီးမှလည်း election နဲ့ပဲဝန်ကြီးတီလုပ်မယ်ဆိုတဲ့ rule နဲ့ win တရွက်ကတော့တော်မရမှာပေါ့။ဒါဆိုရင်ကျမကအဲဆရာ slide တို့ခါကိုလည်းကျမဆက်ပြီးနှိမ့်ချတယ်ပေါ့နော်။ အာဒီတော့ဒီ NUG ထဲမှာဘောเนาะဒီအဲပြောင်းလဲရေးရဖြစ်နိုင်ရေးလားဘောเนาะဒီအစိုးရရာသူတောင်းဝင်ပေးထားတာတွေခန့်တာတွေကလည်းဒီ CRPH ကနေပြီးပြန်ပြီးခန့်တာတာဖြစ်တဲ့အတွက်ကြောင့်လို့ဘောเนาะဒီ CRPH ထဲမှာလည်းအစိုးရရာသူယူထားတဲ့သူတွေကလည်းပြန်ပြီးပါနေရောဘောเนาะဆိုတော့ဒီ NUG ပြုပြင်ပြောင်းလဲရေးအဲလုပ်မယ်ဆိုရင်ဘလို့နီးနန်းနေနဲ့ပြုပြင်ကြမလဲဘောเนาะအဲအဲ့ရကောဆရာအနေနဲ့ဘလို့မျိုးအမြင်မျိုးရှိဖြစ်ပါကလေးဘောเนาะဟုတ်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ NUG ကမပြင်လို့မရဘူး ပြုပြင်ပြောင်းလဲမှုလုပ်နေချိန်မှာ NUCC ကို diversity မို့တာ management လုပ်တဲ့ body အနေနဲ့ထားပြီးမှ NUG မှာကတော့ဒါကြစ်လစ်တဲ့စုဖွဲ့မှုဟာမျိုးနဲ့လုပ်ဖို့လိုပါတယ်ဆိုအဲ့ဒီနေရာမှာ NUG မှာတကယ်လို့ diversity ကိုပုံဖော်ပြန်ဖော်ချင်တယ်ဆိုရင်နိုင်ငံချက်ကြီးဝန်ကြီးဌာနတစ်ခုထားနိုင်ငံချက်ကြီးဝန်ကြီးဌာနအုပ်မှာနိုင်ငံချက်ကြီးဝန်ကြီးနဲ့ပတ်သက်တဲ့ committee တရက်ပြန်ဖွဲ့ပြီးမှအဲ့ဒီ committee ရဲ့ဦးစီးဦးဆောင်မှုနဲ့ဟို decision ကိုလုပ်ဖို့လိုပါတယ်အခုချိန်မှာ NUG မှာနိုင်ငံချက်ကြီးဝန်ကြီးဌာနရှိတယ် ဒါပေမဲ့တရုတ်ကိစ္စတော်လှန်ရေးကိုစပြုဆွေးနွေးနေလားအိန္ဒိယကိစ္စကိစ္စမဆွေးနွေးနိုင်ဘူးအိန္ဒိယကတီးတန့်ချင်းကိုလည်းတွေ့တယ်အိန္ဒိယကတီးတန့်ရခိုင်ကိုလည်းတွေ့တယ်အဲ့လိုပုံစံအဲ့ဒါမျိုးတဲ့ NGO ကြီးဌာနအုပ်မှာ body တခု committee တည်းရဲ့ပေါ်ပေးပြအဲ့ body နဲ့တွေးပေးပြီးတော့မှ accounting policy ကိုလိုပါတယ်နောက်ဒီကာကွယ်ရေးဆိုရင်လည်းအထိုးနေ့၎င်းပဲမတူကွေးပြမှုကိုပုံဖော်ရလေရောက်မယ်နောက်ပြမှာ coordination body ပုံစံလည်းဖြစ်မယ်ဆိုတော့ဒီလိုပုံစံမျိုးလေးနဲ့ကျွန်တော်တို့လုပ်ဖို့လိုတယ်ဆိုတော့အဲ့လိုပုံစံမျိုးပုံဖော်ပြီးတော့မှ CRPH ရဲ့ rule ကိုကျွန်တော်တို့ပြန်ပြပြီးနောက် ပြန်မှ CRPH rule ကိုကျွန်တော်နည်းပြောချင်တယ် CRPH ကအခုချိန်မှာဒေါ်လာကြီးကာလမှာဒါလွတ်တော်လေးတွေ trade through မလုပ်နိုင်ဘူးဆိုတာသိကြတယ်မှန်တယ်ဒါပေမဲ့ at least CRPH ကတကယ်2020 mandate ရှိတဲ့သူလေးဖြစ်တယ်ပြောမယ်ဆိုရင် NL လေးဖြစ်တယ်ဒီ in asu ရဲ့ဒေါ်လာကြီးအရနိုင်ငံကြီးအပေးယူခါဒီဟာက main ဖြစ်တယ် အမှန်ဆိုအခုက NUG ကကျွန်တော်တို့ကတော်လရှိအင်အားစုတွေနဲ့ဆွေးနွေးညှိနှိုင်းမှုတွေလုပ်တယ်ဒီဒီချိန်မှာကျွန်တော်အနေနဲ့မြင်တာတခုကတိုင်းဒေသနဲ့ကိုင်အဖွဲ့တချို့ကခင်ဗျားတို့ဗမာအုပ်စုတုံးမဟုတ်ခင်ဗျားတို့ဒီမြေပြက်ကိုကူစားပြုတဲ့နိုင်ငံကြီးအုပ်စုနဲ့ကျွန်တော်တို့ကြားပင်လုံကိတ်တုတ်တော်စာချုပ်ချုပ်ဆိုကြမယ်ဆိုရင် CRPH ကပဲကန်တင်နေတာမျိုးတွေအခုချိန်မှာကုကုကူလဲတာအရန်ကြီးအကုန်လုံးကိုကူစားပြုတယ်ဆိုတဲ့ဟာမျိုးထဲဟုတ်တယ်ကျွန်တော်တို့က NLD ဖြစ်တယ် NLD က at least ဒါဗမာကိုတော့ပုံစံပြတယ်ဆိုတော့နေနိုင်ငံကြီးယုံကြည်မှုပိုတက်ပြီးတော့မှဒီ coordination လုပ်တဲ့ကဏ္ဍကို CRPH ကပို့ယူတော်ဝင်တော်ဝင်ယူပေးရတယ်ဆိုရင်တော့ဒါလက်တွေ့ကြတဲ့ရလပ်ပို့ထွက်လိမ့်မယ်ထင်တယ်ဒါလွှတ်တော်တွေထိုင်ပေးနေတဲ့ဟာမျိုးထူတာတဲ့ဒိုင်းတိုင်းဒေါ်လာရှိရာစုတွေနဲ့နှိမ့်နိုင်တဲ့အပေးယူလုပ်တဲ့ဘိုင်းဖြစ်ဖြစ်နောက် initiative နေနဲ့ပေးယူနိုင်ငံကြီးနှိမ့်နိုင်တဲ့အလုပ်ဖြစ်ဖြစ်ခု2025ဆိုရင်ဒါတို့ရွေးကောက်ပွဲတကယ်ကြီးညာမယ်ဆိုတော့ဒါရွေးကောက်ပွဲကာလတက်တန့်နေလေဂုံလူဖြစ်နေပြီဘာဒါဒီအပေါ်မှာလဲ ဒီပိများဆိုထွက်လာလိမ့်မယ်တိတ်ချတယ်ဆိုတော့ဒီအပေါ်မှာတွေကျွန်တော်တို့ဖြစ်စေချင်တာက CRPH အနေနဲ့ဥပဒေပြည့်စုံဆိုရင်လည်းအဓိကဟိုတကယ်ဥပဒေလိုအပ်တဲ့ဥပဒေကိုပြဋ္ဌာန်းတော့မယ်ဟဲ့ဆိုရင်လည်းတက်ဆိုင်ရာဝန်ကြီးဌာနနဲ့ညှိနှိုင်း UCC နဲ့ညှိနှိုင်းတဲ့ platform နဲ့တွေညှိနှိုင်းနိုင်တဲ့ပဲ coordination တော့ပို့လို့ပါတယ်။ Now Federal Unit Alike အားကောင်းလာအောင်ကျွန်တော်တို့က CRPH ကဝိုင်းဝန်းပြီးတော့မှ facilitate လုပ်ပေးဖို့လိုတယ်။ဆိုတော့ကျွန်တော်ပြောပြောတဲ့အချိန်မှာချင်းကိုဥပုံမှာပေးတဲ့ဟာအရင်ဝန်နေဆရာကောင်းလာပါလေဆိုတော့ CRPH ကလည်းချိန်မှာကျွန်တော်တို့ဟိုကျွန်တော်ကူတိုင်းပါဝင်တယ်အဲဆွေးနွေးတဲ့ချိန်ကျွန်တော်ကူတာကော်မတီကိုဥဆောင်ခဲ့တာဆိုတော့အဲ့ဒီချိန်မှာကျွန်တော်တို့နှိမ့်နိုင်တဲ့ချိန်မှာပူပွင်းလေးလေးပြောချင်တာသွတ်တော်အမတ်တွေရက်လာမတ်တရက်ထားတယ်သွတ်တော်အမတ်တွေက2020ရွေးကောက်ပွဲအရန်အရဥပဒေပြိုးကြီးမဖွင့်ရှိဘူးဆိုရင်ကျွန်တော်တို့ CRPH ကလက်မခံဘူးလို့ပြောတယ်ဆိုတော့ပြောချင်တာ CRPH အဲ့လိုလုံးလုံးမရဘူးမလုံးသိမ့်ဘူးဘာလို့လဲဆိုတော့အခုလာမယ့်2025မှာခင်ဗျားတို့သွတ်တော်တက်တန်းကုန်ပြီလို့တော်လှန်ရေးအင်အားစုတွေကိုတိုင်ခင်ဗျားတို့ဘေးဖြစ်ရင် ခင်ဗျားတို့လည်းဘာမှလုပ်လုပ်လို့မရဘူးပြောချင်တာအဲ့တော့ကျွန်တော်တို့ဒီဒီ mandate ကိစ္စကိုယူသွားနိုင်ဖို့ဆိုရင်တော်လှန်ရေးအင်အားစုတွေနဲ့ဒီ federal ဒီ jury ပူပေါင်းမှုကိုစနစ်တကျလက်ခံဖို့လိုတယ်ဆိုတော့ကျွန်တော်တို့ချင်းအရေးကိုကျွန်တော်တို့ပုံဖော်တဲ့အချိန်မှာမိခွန်းကျွန်တော်တစ်ခုထုတ်လိုက်တယ်ခင်ဗျားတို့အစိုးရဖွဲ့တဲ့အချိန်ကျရင်အဖြစ်တဘောနဲ့ဖွဲ့မလားဒုတိယချက်ကတကယ် rule of law ရှိပြီမှာတကယ်ဒီ ဥပဒေလေးပုံမှန်ကောင်းပုံမှန်တကယ်ထီထီရောက်ရောက်အလုံးလုံးနိုင်တဲ့ဟာကိုဖွင့်ရှင်လာလို့ကျွန်တော်မိခွန်းထုတ်ခဲ့တယ်အဲတော့ဒါအဲ့မှာငင်းခုဖြစ်တော့ဝေးသွားတဲ့ခါကျတော့ကျွန်တော်ပြန်ထုတ်ထွက်လိုက်တယ်ဒါကြံခဲ့တဲ့အင်အားစုကအခုပြောမယ်ဆိုရင်မအောင်မြင်လို့ပြန်ပေါင်းတဲ့လမ်းကြောင်းပြန်သွားတာဘာဖြစ်လို့လဲပမအောင်မြင်ဘူးလို့ပြောတဲ့ဟာကအထင်မှာကျွန်တော်ပြောချင်တာ NUG မှာလည်းတူပဲရာထူးတာကိုင်ပြီးတော့မှအောက်ခြေကို influence မလုပ်နိုင်တော့ဘူးရာထူးကိုင်လေးတူတူကဘာဖြစ်လို့လဲဆိုရင် ်ချီမှာဆိုဂျန်တဲ့စကိုင်းမကွေးတီထဲဒေတန္တရပို့ပြီးတော့မှတော့အကောင်းတဲ့ခါကျတော့ဒေတန္တရဒေတန္တရတွေကအပေါ်ကလွှမ်းမှုမှုကိုစိုးရင်နေပြီဆိုရင်စိုးရင်နေပြီဆိုရင်ဒါလုံးဝအကောင့်တွေပေါ်လို့မရဘူးဆိုတော့ကျွန်တော်တို့ကိုကျွန်တော်အကြံပြုခဲ့တဲ့ဟာချင်းစုဖွဲ့မှုကျွန်တော်အကြံပြုခဲ့တဲ့ဟာဒီနေရာပြောချင်တာကကျွန်တော်တို့ချင်းနေစုဖွဲ့မှုမှာကောင်စီကိုဒေတရကိုကိုစားပြုရဲ့အင်းအားစုနဲ့ကောင်စီဖွဲ့အားဒီရနဲ့ဟုတ်လားသွတ်တော်ကိုအမေဆုံးဖလွတ်တော်ကိုယ်စားလှယ်ဒီက ဖက်မယ်ဆိုရင်ဒါအခုလွှတ်တော်ကိုယ်စားလှယ်တွေ plus ဒေသန္တရက appointing လုပ်တဲ့အခုလူတွေပါဝင်ဖို့လိုတယ်ဒီဒေသန္တရ appointing rule ဆိုတာက in India ဟာလို့မှာတော့မှာ appointing rule နဲ့လွှတ်တော်မှာထိုင်နေသူတွေရှိတယ် federal နိုင်ငံတော်တော်များမှာ appointing rule နဲ့လွှတ်တော်မှာထိုင်နေအများစုတွေအများရှိတယ်ဒါပြောမယ်ဆိုတာ defecto di chori ကိုလက်ခံတယ်ဆိုပြီးတော့အခုလောလောလလမှကျွန်တော်တို့ဘင်္ဂလားဒေ့ရှ်မှာပြည်ထနာဖြစ်တဲ့ဟာတော့မှလက်တဖြစ်တဲ့ဟာတွေလည်းအကုန်လုံးပါသွားတာပဲ တကယ်တော်လှရှိကာလမှာဒီ2020ရွေးကောက်ပွဲပွဲကိုပဲညာနှုံးတိတတ်ဒီတိုင်းကရင်ထားမှနိုင်ငံတကာတိမပြုတ်လဲဆိုတာလုံးဝမဖြစ်ဘူးဘာတကယ်လက်တွေ့ကြမှုလက်တွေ့ကြဖို့ဆိုရင်ဒီဖက်တိုနဲ့ဒီဂျိုတွေကိုကန်တာတိုင်းမှာပေါင်းလိုက်ဖို့လိုတယ်ဆိုတော့ကျွန်တော်နေထောက်ပြချင်တယ်ဆိုတော့ကျွန်တော်တို့ဒီနှုတ်ဆုပ်ပင်အနေနဲ့ကျွန်တော်တို့ချင်းနေရဲ့အကွေးပြင်းစကိုင်းတိုင်းအကွေးပြင်းမကွေးတိုင်းအကွေးပြင်းကိုတွားကြည့် CRPH မဟုတ်ရင်2020ရွေးကောက်ခံဖို့တော့ကိုယ်စလေကြီးရဲ့အကြောင်းဖြစ်တယ်ဆိုတဲ့ဟာလေးအမြဲတမ်း complaint ရှိတယ် ဒါ CRPH တို့အနေနဲ့ကျွန်တော် CRPH ရဲ့ rule ကျွန်တော်ပြုပြင်ပြောင်းလဲရှိကိုမေးခွန်းထုတ်ချင်တဲ့သဘောဖြစ်တာပေါ့နော် CRPH တို့ NUG တို့အနေနဲ့အခုချိန်မှာကျွန်တော်တို့ဖြစ်စီချင်တာကဥပဒေပြဋ္ဌာန်းတာလဲကျွန်တော်တို့ mandate ရှိပါတယ်ဆိုတာအထက် coordinating rules ဖို့လိုတယ်ကျွန်တော်တို့ချိန်မှာဘာဖြစ်လဲဆိုတော့လွတ်တော်ကူစလီနဲ့ CNF နဲ့ coordinating initiating rules ယူပြီးတော့မှတော်လှန်ရေးအင်အားစုကိုစုစည်းတယ်လက်ခံကြတယ်ဒါမဲ့စုစည်းတဲ့ချိန်မှာ rule တအားယူလာတဲ့ခါကျလက်မခံတော့ဘူး အခုချိန်မှာ Federal Uni တိုင်းမှာ coordinating rule နဲ့ initiating rule ယူဖို့အတွက်လွှတ်တော်ကိုယ်စားလှယ်တွေကိုဘယ်အဖွဲ့ရှိကမှထားကန်ကိုတဲ့သူရှိမှာမဟုတ်ဘူး။ဒါနဲ့ rule ကို over မယူနဲ့အရင်ကြီး rule မယူနဲ့ငါဖွေးလိုက်လို့လွှတ်တော်ကိုလည်းငါခိုင်းမယ်။အုပ်ချုပ်ရေးမှာလည်း elected နဲ့ပဲဝန်ကြီးတွေလုပ်မယ်ဆိုတဲ့ rule နဲ့ win the year ကတော့တော်မှရမှာမဟုတ်တာကျွန်တော်ကိုယ်တိုင်ဂျုံနေတာကျွန်တော်ကိုယ်တိုင်ဂျုံခဲ့ရတာဖြစ်တယ်။ဒါတော့ ကျွန်တော် initiating rules ယူပါ coordinating rules ယူပါဒီထက်မကအတွင်းကိုလည်းဝင်လုံအပ်ရင်ဝင်ဆွတ်ဖက်ပါစကိုင်းတိုင်းမကွေးတိုင်းမှာပြည်တလာဖြစ်ပြီလား CRPH ကိုဝင်ပေးပါ coordinating rule ပဲယူပါဟိုနောက်ပြီးမှသူတို့ဒီမပေါ်ပေါက်လာသေးတဲ့နေရာတွေ federal unit မပေါ်ပေါက်လာသေးတဲ့နေရာတွေမှာလည်းလုံအပ်ရင် initiating rules ယူပြီးမှနှိမ့်နိုင်ပေးပါတကယ်ထွက်လာတဲ့ရလကအားလုံးပါဝင်တဲ့ဟာဖြစ်ဖို့လို့လားဆိုတော့စကိုင်းတိုင်းမှာလည်းစကိုင်း forum ပေါ်လာတဲ့ထွက်လာတဲ့ထွက်လာတဲ့ဟာတွေကြည့် ဘာကြောင့်မအောင်မြင်တယ်လဲဘာကြောင့်အကွေးပြည့်ဖြစ်တယ်လဲမထောင်းထန်စေရွေးတော့ဖန်ဖြစ်တော့ကိုယ်စလေးနေဆိုတဲ့ဟာရအင်မတန်ရုပ်ဆုလို့အားကြီးပါတယ်ဆိုတော့ဒီလိုစနီးနဲ့ကျွန်တော်တို့ဖွင့်နေတဲ့ရွေးကတော့ဆောနာကျွန်တော်ထောက်ပြတယ်လို့ချင်းပါလေလုံးဝအထက်ကလူကြီးတွေဝန်ကြီးချုပ်တွေ statement ထုတ်ချင်တဲ့ထုတ်လိုက်မယ်ကောင်စီက statement ထုတ်ချင်တဲ့ထုတ်လိုက်မယ်အောက်ချင်မှာအဲ့လိုဖြစ်ချင်မှာဖြစ်တယ်အဲ့ဒါဆိုချင်းဆို constitution နဲ့ကိုစနစ်တကျနဲ့ကိုင်နေဟာနော်အဲကျန်တဲ့နေရာကိုတော့ပြောစမ်းဆိုတော့ဒီလောက်ထိကြီးကြီးလေးလေးနဲ့တကယ် ဒေသန္တရမှာလည်းဒေသန္တရတောင်မှတကယ်ကျောင်းတောင် University တောင်ဖွင့်နိုင်တဲ့အစီကြီးလက်တဲ့ချင်းတောင်မှာတချို့သူတို့ကောင်းဆောင်မှု rule ကိုပေးတဲ့အချိန်မှာသူတို့သဘောမတူတဲ့စတေချာနဲ့ထွက်လာတဲ့အချိန်မှာဆိုရင်တော့သူတို့ကောင်းဆောင်တဲ့စကားနာထောင်ဖို့ကဝင်လေးသွားပြီဆိုတော့ NUG တို့ဆိုရင်တော့စဉ်းစားကြပြီးတော့ဒါကိုစကိုင်းတိုင်းတို့မကွေးတိုင်းတို့ဆိုစဉ်းစားကြပြီးတော့ CRPH တို့စကားနာထောင်ဖို့ဆိုစဉ်းစားကြပြီးတော့ဆိုတော့ကျွန်တော်တို့ကတစ်ခါလေကြာရင် ဟိုတော်လှန်ရေးကာလမှာနော်စုပိတ်နေနေပြောချင်တာကငွေသိရင်အတဏှထောင်းမဲ့လက်နဲ့သိရင်အတဏှထောင်းမဲ့စကားနာမထောင်းတဲ့ခါကျလက်နဲ့ပြန်ယူအဲ့လိုလုပ်လို့မရဘူးအဲ့ဒီဟာထက်ကျွန်တော်တို့ပိုအရေးကြီးတာကကျွန်တော်တို့မြေပြည်မှာဖြစ်တဲ့ဟာတွေအားလုံးအပေါ်မှာကိုကအကောင်းဖက်ကနေအနေနဲ့ဝင်ပြီးတော့မှအက်တင်းလုပ်ပြီးပို့လို့လေဟိုတခုခုဆိုရင်လည်းအာနားလေမှုယူနိုင်တခုခုပြဿနာဖြစ်ရင်ကိုကပြဿနာဖြစ်တဲ့သူနေရလူတယ်ဆိုရင်လေနေရအလူဆုံးကအထက်အထက်ကလူကြီးတွေဖြစ်ရင် အောက်ခြေကနေရလူတွေဟာဘယ်လိုလုပ်ဖြည့်ရှင်းလို့ရမလို့ကျွန်တော်တို့ကအဲ့တော့ကိုကဟိုဆန်ဆန်နမူနာနေဖြည့်ဖြည့်နေပြဖို့လိုပါတယ်ဆရာစီတူမတော်ပြောတယ်အတွင်းချက်ချက်ဘာမှထွေထူးအရင်ကြီးလုံနိုင်မှာမဟုတ်ဘူးဒါမဲ့ကိုကဆန်ပြတ်နေနဲ့လုတ်ပေးပြီးတော့မှတခုခုဆိုရင်အတန်ကိုကပြေတနာဖန်ဖန်ဆင်းစီမဟုတ်ပဲနဲ့ပြေတနာကိုဖြည့်ရှင်းလေးတော့မြေတိုင်းဖြစ်နေရင်တော့ဒါကျွန်တော်ထင်ပါတယ်မြေပြတ်တော်ထိုင်ရှိရာစုတွေဟာစိတ်ကောင်းရှိလို့တော်ထိုင်ရှိလုပ်ကြပါတယ်အစောကကျွန်တော်တို့ပြောနေတဲ့ဒါတော်လှန်ရေးကာလအခက်အခဲကြုံတွေ့နေတဲ့ဟာတွေကဆက်ကျွန်တော်တို့အကုန်ဖြစ်ရှင်းမယ်။အခုက NGO ကြီးမှာဖြစ်နေတဲ့ ပြည်တနာပုံတော်မှာအရှိချင်းချင်းအရှိမယူနိုင်ဘဲနဲ့အောက်ချစ်ကိုရည်တော်ယူဖို့ကကိုကိုကဆံပြတ်မဖြစ်နေလို့ကြောင်းပဲဖြစ်တယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ပြောင်းကိုပြောင်းရဖို့လိုပါတယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးပါဆရာကြီး